relationship advice for women ညီမလေးတို့မိန်းနန္ဒာတထဲကြီးတွေရုပ်ရှင်မင်းသားတွေထိန်ဆုံးရောက်နေတဲ့ယောက်ျားတွေရဲ့အချစ်စစ်တရားဝင်လက်ခံယူခြင်းကိုရယူခြင်းလည်းဆိုရင်မဖြစ်မနေရှိရမယ့်အရေးချင်းတွေကိုပြောမယ်ဒီဗီဒီယိုအစုံးတိကြည့်ပါလေဆိုရင်တော့ main rain အများစုမတိနေတဲ့ထိန်ဆုံးရောက်နေတဲ့ယောက်ျားတွေတန်မိုးထားတဲ့အရာတွေ တကယ်ချစ်သွားစေအရာတွေကဘာတွေလဲဆိုတာသိသွားမှာဖြစ်ပါတယ်။ကဘာပတ်အမေရိကန်အချစ်ဆရာဝန် channel ကကျူးဆူပါတယ်။ဘယ်နေရာကြည့်လဲကိုမအောင်ပါရေးတာပါ။ဒီကတော့မင်းသားဆေးရတဲ့ interview ပါ။တော့ तू မကြမီဒီမိန်းကလေးနဲ့လက်ထပ်ယူတော့မယ်။ तू နဲ့အသက်တော်တော်ကွာပါတယ်။တခါမှဒီလိုမျိုးမင်းသားပျော်ရွှင်ပြီးတော့အဲအချစ်ဆေးတဲ့အများကြီးအများကြီး ဝေစာအနေနဲ့အကြည့်တွေနဲ့စကားတွေနဲ့တခါမှမတွေ့ဘူးเนาะအဲ့တော့ဘာကြောင့်အဲ့လိုမျိုးပြောင်းလဲသွားတာလဲကြည့်ကြမယ်အော်အခုတော့ဂျုံဆယ်ဘက်လောက်ထိုးခြင်းနေ။ဒါကြိုက်အော်ကိုစီကအရန်ကျူးတယ်အရန်ကျူးအရန်ကျူးတယ်လို့မဟုတ်ပါဘူး။ဒါပေမဲ့တကယ်တည်းအရန်ချစ်သွားတယ်သူ့အဲ့တော့ ဟိုသူစိတ်ဆင်းရဲမဲ့ကိစ္စဆိုတော့ကိုကတိတ်အဲ့လိုမလုတ်ချင်တော့မလုတ်ချင်တော့ဆိုတော့ကိုယ်ရဲအသက်ရဲတခုရလာပြီဆိုတော့ကျွန်တော်တို့လည်းစိုးခဲ့အဲဒါလိမ္မာလေးတွေတော့မပါဘူးကောနော်စိုးခဲ့မိုက်ခဲ့တွေမှာလည်းပါပါတယ်အစိုးခဲ့မိုက်ခဲ့တဲ့အချိန်တွေကကုန်သွားပြီဆိုတော့အာစိုးခဲ့မိုက်ခဲ့အချိန်တွေအမှန်တော့ယောက်ျားလေးအနေနဲ့ကြည့်ရမယ်ဆိုရင်အဲ့ဒါမဖြစ်သေးတဲ့စကားပေါ့ဒါပေမဲ့ညီမလေးကိုပညာရပြောပြမယ်စိုးခဲ့မိုက်ခဲ့ဆိုတာအမျိုးမျိုးဖြစ်နေတယ်โอเคအရေးတောက်ခဲ့တာဒါစိတ်လေးတောက်ရတာဘိန်းချရတာ เนาะညူဆိုးဖြစ်လာတာဒါမှမဟုတ်မိန်းကလေးအများကြီးရှုပ်ခဲလာတာเนาะအခုအနေနဲ့ပြောရမှာဆိုရင်တော့เนาะအချစ်ဆရာဝန်မျက်စိနဲ့ကြည့်နိုင်မှာဆိုတော့သူပြောချင်တဲ့ဘွာရည်စားအများကြီးထားခဲ့ပြောတာယောက်ျားလေးတွေဒီလိုမျိုးထုတ်ဖော်ပြီးတော့ဂုံယူစွာဆိုးခဲတာပြောရဲဆိုတာများတော့ဖြစ်ရည်စားများတာဖြစ်တယ်เนาะဘိန်းရှုခဲတာလို့เนาะညူဆိုးဖြစ်ခဲတာလို့เนาะသူများကိုဒုက္ခပေးခဲ့တာဟာလို့အဲ့လိုမျိုးဆိုရင် စိုးခဲ့ရတာတောင်းတော့မပြောအရက်တောက်လာရဆိုတော့နေတမပြောပြောနေမှာเนาะဒါပေမဲ့များတော့ပြီးရည်စားများခဲ့တာကိုစိုးလို့ကဖြစ်မှုများတယ်เนาะအဲ့တော့ညီမလေးကိုဘယ်လိုသဘောရပါလဲလဲကိုမအောင်မရင်တာပါဘာကြောင့်လဲဆိုတော့ယောက်ျားလေးကရည်စားများခဲ့ခုံယူတယ်ဒါယောက်ျားတဘာဝမတူဘဲဖြစ်ဖြစ်เนาะထိတ်ဆုံးရောက်နေယောက်ျားလေးခုံယူတယ်ရိုးတာမယောက်ျားလေးခုံယူတယ်ဘာမှမရှိယောက်ျားလေးခုံယူတယ်ယောက်ျားလည်းခုံယူတယ်ရည်စားများတာ ရည်စားတရားမှမရှိလူပြိုဆစ်ဆစ်ဆိုဘသူကကုန်ပြီတော့ယောက်ျားချင်းချင်းမှာအမေဘာမှားတယ်နင်မင်းရအောင်မလုပ်နိုင်ဘူးလားအရင်ချင်းမရှိကောင်းအဲ့လိုပြောတာဒါယောက်ျားတဘောကအဲ့ရောက်ညီမလေးကိုပြောမယ်နော်ဘလို့ယောက်ျားပဲရနေရနေပြောချင်သူကအရန်တော်ပြီးတော့အရန်ကောင်းပြီးတော့အရန်ရိုးယောက်ျားလာမှာညီစားအများကြီးရှိချင်တာဒါတဘာဝပဲ ။ဒါအရောဘာမှစိုးရိမ်စရာမလိုအမီးစားများတဲ့ဟာမျိုးဆိုရင်ဒါကို့တကယ်ချစ်မယ်တကယ်သူနဲ့ယူတဲ့အခါကျရင်ကို့ဘဝရဲ့လုံးဝပြောင်းလဲသွားမယ်။နော်လုံးဝပြောင်းလဲသွားမယ်ဆိုဥပမာဆိုညီမတို့အမေရိကန်မှာနေချင်းဆိုသူနဲ့ယူရဆိုအမေရိကန်ရပါပြီ။ရောက်သွားပြီဆိုရင်ဒါရိုးတာမန်ယောက်ျားလေးတွားယူရလဲအများကြီးတာဝပြီလေ။ဟုတ်တယ်မလား။အဲ့ရောအဲ့လိုမျိုးယောက်ျားနှမျိုးယူရဆိုရင်ညီမတို့ဘာမှစိုးရိမ်စရာမလိုအဲ့ဒီယောက်ျားကခဏိတည်ခဏိတူဖို့အရေးကြီးတယ် เนาะဂဏိတီဘောအရေးကြီးလက်မထက်ခင်ဂဏိတီတာ तू ပြောခဲ့ဟိုင်အားလုံးညီမလေးကိုဒီချိန်မှာလာတွေ့မယ်ဒီချိန်မှာတွေ့တာเนาะဒီချိန်မှာသွားလဲမယ်ဒီချိန်မှာသွားလဲတာเนาะအဲ့လိုဟာမျိုးတွေပေါ့တမျိုးမျိုးပေါ့သူညီမကျဲနေအရင်ကလုံခဲ9နှစ်10နှစ်လောက်သားညီမကျဲအောင်မြော်လုံနိုင်ရသူ့ဟာသူပေးထားဂဏိတီတဲ့ဆိုရင်ညီမလေးကိုပေးထားဂဏိတီဘောပို့ပြီးများအဲ့လိုယောက်ျားမျိုးကလက်မထက်ခင်အောင်မှာเนาะကာကွယ်ဆောက်ရှောက်မယ်လက်တော့မထမ်းချင်တယ် အဲ့လိုဆိုရောရောယုံကြည်ရတယ်။ဒါကလိမတီရဲ့ယောက်ျားမျိုးဆိုရင်ဘယ်လိုမှမယုံကြည်ရဘူး။လက်ထက်လာမှယုံမယုံကြည်ရအောင်။လက်ထက်ပြီးတော့အော်ဆိုးရဆိုးပါမှာအရင်တောက်တောက်မယ်ဖဲချချမယ်လောင်းကစားလို့တော့မယ်ညီမလေးတို့အော်ကောင်းကောင်းမကာကွယ်ပေးချင်မှာကာကွယ်ပေးတာ။အဲ့ရောပြောချင်တယ်ကွာအဓိကတော့ဒီလိုမျိုးဟိုရည်စားများခဲ့ရတယ်ဘာမှတိတ်မခင်မဆိုင်နဲ့ကောင်းလာတဲ့ခုကပါလဲဆိုတော့တချို့ယူဝေးယောက်ျားတွေကအိမ်တော်မပြုတ်ခင်ရည်စားများခဲ့ပြီဆိုသူကအဲ့ပိုးကတေးပါယူ အိမ်တော်ကောင်းပြုတ်ရဆိုရင်အေးဆစ်ဆစ်ပဲအိမ်မှာနေတော့တချို့ကြောက်တယ်မပြုတ်ခင်ရေစားတရားမှမရခဲ့ဘူးမရတဲ့ဆိုအဲ့ပိုးကပိုးပြုတ်ပြင်းထန်တာအိမ်တော်ပြုတ်ပြီးဟာနာငါဝါတူးနဲ့ကြောက်မှမှာငါတရားနှစ်ယောက်မရှိခဲ့တာအများကြီးရှိရှင်တယ်အဲ့လိုမျိုးဆိုရင်အေးခိုးစားခိုးစားနေမယ်ပြမနော်အဲ့လိုမျိုးဖြစ်တတ်တယ်ဒါတဘာဝပဲနော်အဲ့အကြောင်းဒီမာရီတို့တေချာဆွေးနေတိုင်ပြင်ရဆိုရင်ဒေါက်တာနဲ့တိုင်မျိုးရတယ်ဘလို့ယောက်ျားလေးမျိုးရဆိုတာတေချာဇလန်တီတော့မှတေချာပြောပြလို့ရအခုဆက်ပြီးကြည့်မယ်မင်းသား ဇေယဘာကြောင့်သူ့တကယ်ချစ်သွားတာလဲဆိုတာเนาะဒါကူတကယ်အာဒီမိသားစုဘဝပေါ့เนาะမိသားစုဘဝတည်ဆောက်မယ်ဒီနှစ်ဖက်မိသားစုဘဝဆိုတော့ကျွန်တော်နှစ်ယောက်တည်ဆောက်လို့မရအောင်နှစ်ဖက် မိဘတွေပါမယ်ဆွေမျိုးတွေပါမယ်အဲ့တော့နှစ်ပတ်ဆွေမျိုးတွေတင်းတင်းအောင်နေရမလို့ကိုယ့်ရဲ့ဘယ်လိုပြောမလဲလှုပ်ဆောင်ချက်ပေါ့နော်အဲအဲ့လိုပေါ့နော်လူတိုင်းအဒီစုံတွဲတိုင်းစုံတွဲတိုင်းနဲ့ကျွန်တော်ဒီရရင်ပြောချင်တာအာဘာလို့ပြောကိုတကယ်ချစ်တဲ့မိန်းကလေးလေးယောက်ျားလေးပဲဖြစ်လိုက်တယ်ဆိုရင်အဲ့လူအတွက်ပဲစဉ်းစားပြီးလဲအဲ့လူအတွက်စဉ်းစားပြီးရင်အရာရာထိန်းချုပ်စရာမလိုသူ့ဘာကိုပြင်သွားလိမ့်မယ်မနဲ့เนาะဟိုယောက်ျားမိန်းမယူရဆိုတာဆွေမျိုးရပါတယ်เนาะ အစင်တပ်ပုံမြင့်နေတယ်ဆွေမျိုးတွေပုံပြီးကြည်နေတယ်ပဲเนาะဒါတဘာဝပဲရိုးရိုးအောက်ဆုံးရောက်နေဆိုရင်တမျိုးပါအောက်ဆုံးရောက်ရင်အရှင်ဘာမှကြည်စရာမရှိအာအလန်တအလန်လက်တန်းဆောင်မှာကြည်နေရပဲအောက်ဆုံးကလူတမျိုးချင်းဒါတဘာဝเนาะအာစဉ်အဲ့လိုမစဉ်းစားတတ်တာကောင်းတယ်เนาะအဲ့လိုမစဉ်းစားတတ်တာကောင်းတယ်အာပြီးတော့ တခုထူကြတာ तू ကကောင်မလေးက तू ရဲ့အရက်ပူရှည်တယ် तू ကအရက်ပူတယ်နော်အသက်အသက်လည်းအများကြီးကွာဘလောက်ကွာလဲဆိုတော့ဆက်ပြီးတော့ကြည့်မယ်အဲ့တော့ तू နှစ်ယောက်ကြိုက်သွားလဲဆိုတော့အရန် secret ပဲနော်ဒါတာမန်သူအပြင်လူကြည့်ရမယ်ဆိုတော့ဒါကအရန်ထူကြတာပေါ့ဒါပေမဲ့ဒေါက်တာတို့အချက်မြင့်လုံးနဲ့ကြည့်ရမယ်ဆိုရင်ဒါကဘာကြောင့်နှစ်ယောက်ကြိုက်သွားလဲဆိုတော့ လွန်လွန်လေးစဉ်းစားရပါတယ်เนาะအဲရောဒီလိုမျိုးညီမလေးကိုအချစ်စစ်เนาะယောက်ျားကောင်ယောက်ျားမြတ်ယောက်ျားတော်အာကိုယ်တကယ်ချစ်ပြီးရောအချစ်ရေးမှကံကောင်းခြင်းဒီ channel ကို subscribe လုပ်ထားပါဘယ်လောက်ထိုးမေးပြန်မယ်ပြေးပြီဘယ်လိုပြန်လဲရှက်တယ်တကားမှရည်စားနေအဲ့လိုအင်တာဗျူးမှာမပြေဘူးသာအဲ့လိုအတက်ကအရေးကြီးလားကြီးပါအဲ တိလာတကယ်တော့အသက်ဆိုတာကျွန်တော်ဟိုကအသက်ကအသက်ခုပဲနော်ဟုတ်တယ်တိလာဘာလို့ချူတာအသက်ကအရင်မကြည့်ဘူးလားဆိုတော့အသက်ကအရေးကြီးအောင်ပေါ့မိန်းကလေးဆိုရင်အသက်ကြီးရဲ့ယောက်ျားလေးကြိုက်တာများတယ်ယောက်ျားလေးဆိုအသက်ရင်မိန်းကလေးကြိုက်တယ်နော်တော့ဒါတော့သူကအသက်30ကျော်ဆိုရင်မိန်းသားစီကကြိုက်ချင်မှကြိုက်ပါအသက်30ကျော်ဆိုရင်တော်တော်မကြိုက်တော့ဆရာလည်းမကြိုက်ဆရာအသက်30ကျော်เนาะဆယ်ကျော်သက်အ အသက်30အောက်မှာကြိုက်တယ်။နော်ဆရာလိုမျိုးလက်မီနန်နာအာတယံချင်းရနေမရှာဘူး။နော်အသက်30ဆိုရင်ဆယ်ကျော်တက်လေးရှာဆယ်ကျော်တက်အသက်20အာအသက်50လောက်မှာအသက်30ကျော်ရှာရင်ရှာနိုင်မှာ။ဒါထိဆိုးရောက်နေရောက်ကြတယ်ပြောပြတာပုံမှန်ပုံမှန်နဲ့ပြောပြညီမလေးတို့သိရအောင်။အဲ့တော့အသက်30ကျော်သွားညီမလေးတို့ရှာအရင်ခတ်သွားတယ်။ဒါကြောင့်ဆိုတော့ညီမတို့ရွယ်သူရောက်ကြတွေကအိမ်တော်ပြူပါအများကြီးရှိတယ်။โอเคအဲ့တော့ ညီမတို့အတက်ကြီးရရှာမှာဆိုရင်အတက်40ယောက်ကြားနေတာလည်းအရန်ချမ်းသာနေအရန်တော်နေရဆိုရင်နံပါတ်ကြီးရဆိုရင်အတက်20ကျော်မှစဉ်းစားတာအတက်30အောင်မှစဉ်းစားတာနော်အဲ့တော့နောက်ဆုံးအတက်50ရောက်ပါလိမ့်မယ်အတက်50ယောက်ကြားနေတာအတက်30ဆိုရင်음ဒါ chance ပေးတယ်တော်တော်ကွာဝပြီလို့နော်အဲ့လိုမျိုးရှိတယ်အဲ့ကြောင့်အသက်30ညီမလေးကိုကြော်ပါမယ်ဆိုရင်တော်တော်ယောက်ျားလေးရှာထင်တော့အဲ30မကြော်စင်းနဲ့အသက်အစိမ့်နဲ့တင်းတယောက်ယောက်ကိုတေးချာချာရအောင်ကင်တာဘာကြောင့်တော့ ဒီနေ့စတွဲရောင်မှာညီမတို့အသက်အဆက်ရဒီနေ့ပြည့်ပြည့်တယ်ဒီနေ့စတွဲရောင်မှာယောက်ျားလေးကတကယ်စဉ်းစားမယ်တကယ်အတီယူတော့မယ်ဆိုတော့၃နှစ်လောက်ကြာနော်ပို့ပြီးတော့ချမ်းသာလေးပို့တော်လေးလေး၃နှစ်လောက်ကြာနော်ညီမလေးနဲ့အစ်စ်နဲ့ပို့ကွာလေးပို့ပြီးကြကြစဉ်းစားတာလေးလေးလေးပဲနော်အဲ့လိုမျိုးအများရှိအားကြောင့်အချိန်မစွဲနဲ့ပြောတာနော်အဲ့တော့ညီမလေးတို့ယောက်ျားဘယ်အသက်အရွယ်မှာယူမယ်လို့စဉ်းစားတာပါလေကိုမောင်မှာရေးတာပါ အဲကျေရလိုမျိုးပေါ့အမြုံမြင်ရှိတဲ့လူပေါ့နော်အရရဟိုပေါ့နော်ဥဆောင်နိုင်တဲ့လူကိုအန်ဒီကသမီးတယောက်လုံးဘွားတစ်ခုလုံးဟောတာလိုက်ပုံအပ်ပြလိုက်အရင်ဝန်တာပါနဲ့ခါမှသူအဲ့ဒါမှန်တာပေါ့နော်ယောက်ျားလေးဆိုတာအမြုံမြင်ရှိရမယ်ဥဆောင်ရမယ်ကြိုပြီးလုပ်ထားရမယ်နော်အဲ့ဒါကြောင့်ဟို financial freedom time freedom location freedom ရှိရမီနန်နာအသက်30နဲ့ဆိုရင်နော်ပို့ပြီးတော့အဆင်ပြေတယ်နော် အဲ့ဒါကြောင့်ကြိုးပြီးတော့ဆရာဆိုဆရာမိသားစုအားလုံးကဘာပတ်ဖို့ပြီးတော့ခေါ်ပါတယ်အဲ့ဒါဆိုရင်တနေ့ရမှမိလောင်တယ်တနေ့ရမှစစ်ဖြစ်တယ်တနေ့ရမှငင်းလှုပ်တယ်ဆိုရင်အဲ့လောက်ဒုက္ခတွေမခံရတော့တော့ကဘာနဲ့တွားဖို့ခေါ်တာခေါ်တာအဲ့လိုကြိုးစားခဲ့တာအသက်30မတန်ပြီမိနေလားဖြစ်အောင်ကြိုးစားခဲ့တာဘာကြောင့်ကြိုတိတယ်တကယ်မိနေလားဖြစ်ပြီးတော့အမေရိကန်နိုင်ငံသားဖြစ်သွားမှဆိုရင်ကဘာပတ်ဖို့ရတယ်အဲ့ဒါဆိုမိသားစုအောက်ခေါ်ရပြီး ောရကြိုက်တဲ့နေရာမှာနေလို့ရတယ်သူများစီမှာအလုံးလုံးစရာမလိုဘူးเนาะလူတော်လူကောင်းဖြစ်တယ်သူများစီမှာအလုံးလုံးရဆိုရင်လူကဘယ်တော့မကောင်းပါစေရောတထည့်ကမကောင်းဆိုရင်မကောင်းအောင်ခိုင်းမယ်ဆိုရင်တော်လိုင်းတော့မတော်တော်ခိုင်းရင်เนาะအဲ့ကြောင့်တချို့တွေကပြောကြတယ်အော်လူကောင်းဖို့ပိုရေးကြည့်ရလူတော်ဖို့အဲ့လောက်အရေးမကြီးဘူးလူကောင်းအရေးကြီးရစိတ်ထားကောင်းဖို့အရေးကြီးမဟုတ်ဘူးလူတော်မှလူကောင်းဖြစ်နေတာဘာကြောင့်လို့ဆိုတော့ တထေးမကောင်းဆိုရင်အသေးမဟုတ်ဘူးမဟုတ်ပါတော့ခိုင်းမဆိုရင်လူကောင်းပဲပတ်သက်မရှိဘူးဆိုရင်မတော်ဘူးဆိုရင်မတွန်းနိုင်နိုင်ဘူးဆိုရင်မကောင်းအဖြစ်သွားမှာပဲအဲ့တော့လူတော်မှပဲလူကောင်းဖြစ်နိုင်တယ်နော်အရေးကြီးရင်နော်လူကောင်းပြီးတော့မှယောက်ျားမြတ်ရဘယ်လိုမှဖြစ်နိုင်ယောက်ျားမြတ်စိတ်ကန့်ရှိရစိတ်ကန့်ရှိရညီမလေးကိုကလတ်သွားမကြိုက်ဘူးပြောရဲတတိရှိရမယ်နော်ပြီးပါရဲ့ဟိုကိုကမိန်းမတယောက်ကိုတင်းချာချာလူတန်းစစ်ထားနိုင်မယ် ပြီးတော့ပွဲထုတ်ချင်တယ်ဆိုရင်အဲ့ဒီမိမနောက်ကျောင်းရှင်းတဲ့မိမကိုလိုချင်တဲ့စီကတ်ရှိတဲ့ယောက်ျားမျိုးဖြစ်ရမယ်။အဲ့တိတ်နားလိုက်ပြီးယောက်ျားဟိုညီမတို့ဗနေရောက်အေး10ရောက်အယောက်28နားလိုက်ပြီးယောက်ျားရှိတယ်။အဲ့ယောက်ျားအတုံးမကျယောက်ျားဘာမှအရင်ချင်းမရှိဘူး။ညီမတို့မှမရဘူးဆိုရင်မိမမရတော့။နော်အရန်တော်ရန်ကောင်းတဲ့ယောက်ျားဆိုရင်စီကတ်ရှိတဲ့ဆိုညီမတို့အတိတ်မှာဖြစ်ပြတဲ့ဟာတွေကို glue ဆိုင်တယ်။နော် glue ဆိုင်ရဲဆိုရင်ညီမတို့နော် အရက်တောက်တဲ့ယောက်ျားလေးအိတ်တယ်ဆိုရင်လောကစိတ်ဝင်စားတော့တ냐အိမ်အိမ်နေမယ်တလားအိမ်အိမ်နေမယ်သူ့ဝရင်ဖြတ်လာပါမယ်เนาะအရန်ရေးကြည့်เนาะအဲ့ဒါယောက်ျားတော်ယောက်ျားကောင်းယောက်ျားမြတ်เนาะ ਨੇ ခံယူချက်တွေအဲ့ရောစွတ်စွတ်မင်းသားစီရတဲ့သူနဲ့အတက်กว่าတယ်เนาะဘလောက်กว่าတယ်သူ့အမေရတဲ့သဘောတူရဆိုဘာကြောင့်အမျိုးမျိုးရှိရတဲ့ကြောင့်အမျိုးမျိုးရှိယောက်ျားညီမတို့ရွေးတဲ့အမျိုးမျိုးရှိပြီးတော့ joint plan လုပ်တာ ဲ့တော့ကလေးမွေးရဆိုရယ်ကလေးမွေးရခါကြရင်အကောင်းဆုံးလက်ဆောင်ပေးတာပါ passport passport ကောင်းကောင်းအဖေက passport ကောင်းရှိရဆိုပြီးပြီအမေရိကန်နိုင်ငံသားဆိုပြီးပြီပြီးတော့တခြားနိုင်ငံမှာကလေးမွေးရ passport ရတော့ဒါလို့ကြိုတပလန်လေးရှိရယောက်ျားရှိရအရင်ရှာပါတယ်အဲ့လိုတွေးတော့ယောက်ျားဆိုမရှိဘူးအခုအောင်မှာညီမလေးတို့အောင်မှာအာဒေါက်တာပြောပြရပြကြောင်းတိတာမလားဟုတ်တယ်မကလေးကိုအကောင်းဆုံးပေးနိုင်လက်ဆောင်ပါတယ် passport ကောင်းကောင်း ိုက် passport ကလွတ်လပ်ခွင့်အများကြီးပေးတာကြိုက်တဲ့နေရာမှာနေရရတယ်ကြိုက်တဲ့ပညာသင်ရရတချို့ကလေးတွေဆယ်ကျော်သက် high school ပြီးသွားပြီ scholarship ရတယ်ဒါပေမဲ့သူ passport မကောင်းတဲ့ကြောင့်ဥရောပမှာစာတော့မတင်နိုင်ဘူးအမေရိကမှာစာတော့မတင်နိုင်ဘူး visa မရဘူးကြည့်ကလေးရဲ့နောင်ရေးဘယ်လောက်ထိထိခိုက်သွားလဲပညာသင်စုရအောင်မှာပတ်ဆက်ပေးစရာမလိုအောင်မှာ passport မကောင်းတဲ့ကြောင့် visa reject လုပ်ခံရမှာဆိုရင်သွားပြီးပညာကောင်းတယ်မြတ် အဲ့ရောအမြင်မျက်မှတ်တာနော်အဲ့တော့ကြိုတွေးပြီးတော့ယောက်ျားကြီးကြိုပြင်ထားအဲ့တော့ဒေါက်တာတို့ကြိုပြီးပြင်ထားအများကြီးများပြည့်စုံအောင်ထားတယ်မိသားစုအားလုံးနော်ဖေမေဘာမှစိတ်ပူစရာမလိုတမိသားစုကမိန်းကလေးအလုံးလုံးစရာမလိုမလုံးလုံးချင်းနော်ဒေါက်တာကုံမှာအလုံးလုံးရဒါကြိုတင်ပြင်ဆင်ထားတာအဲ့လိုယောက်ျားမျိုးကရှားတယ်ဒါတခြားရှားနော်ဆက်ပြီးကြည့်မယ်လိုချစ်သူရေးတာယူမထားခဲ့ဘူး အချစ်ဦးနော်ဘာအလုံးနောက်ဟာတိတ်မှာအချစ်ဦးတဲ့နော်အချစ်ဦးတဲ့အာဒီကောင်မလေးရည်စားတရားမှမရှိခဲ့ဘူးနော်အဲ့ဒါကြောင့် तू အာမင်းသားစီယာကြိုက်ပါတော့ဗောမင်းသားစီယာကြိုက်ပါအသက်40ကျော်ကျော်ပြီနော်အရင်ရောရည်စားရည်စား तू တခါမှပြောက် तू နဲ့ဒေါက်တာနဲ့တည့်ရဲ့နော်အပြင်မှာလည်းအာအတူသွားစားဘူးတဲ့အာစကားပြောဘူးတဲ့နော်မစိုးပါဘူးတဘောကောက်ပါလေ အာအဲ့တော့ဘာကြောက်လဲဆိုတော့ကြီးစားမရှိဘူးလေအချစ်ဥလေအချစ်ဥဆိုတော့သူ့နောက်ကြောင်းအရန်ရှင်းသွားပြီလေတော့အဲ့ဒါကြောင့်တရားဝင်ယူရဲတာဗောလက်ထက်ယူတော့ကောင်မလေးမိသားစုရတယ်ပတ်ဆက်ရှိရမိသားစုပဲပတ်ဆက်ဒါပေမဲ့ပတ်ဆက်ရှိရဆိုယောက်ျားတွေကပုံကယူစားပါတယ်ကနောက်ကြောင်းရှင်းရအရန်ယူဆိုင်ကြီးစားမရှိဘူးအပြိုစင်စစ်တယ်ပတ်ကင်းလေးဗောနော်ပတ်ကင်းလေးအဲ့ထိန်ဆုံးရောက်နေတဲ့ယောက်ျားတွေအဲ့ပုံကယူဆိုင်လေးနေတယ် ရိုးတာမန်ယောက်ျားပတ်သက်မရှိဆိုကိစ္စမရှိဩကို့ချေရပြီနားလည်ပေးရပြီဂရူးဆိုင်ရပြီဘာကြောင့်ဆိုသူ့မှာရွေးစရာမှမရှိတာရွေးစရာရှိယောက်ျားလေးကအဲ့အရင်ဂရူးဆိုင်တယ်နော်အဲ့ကြောင့်ဩတထိရေတောင်တော်မင်းကလေးမယူဆိုတာဘာကြောင့်တိရအင်းသဘောပေါက်ပြီအဲ့အကြောင့်ညီမတို့ပါကင်မဟုတ်ဆိုရင်ညီမတို့နောက်ကျောင်းအများကြီးလိုက်ရမယ်ယောက်ျားလေးကစဉ်းစားမှာဟာသူ့အရင်ကဘာဖြစ်ခဲ့တယ်သူ့အပြောမဲ့လောက်ခဲ့တာပြီးွားရေโอเคခလေးမဖြစ်ခဲ့တာ ငါလည်းယူပြီးတော့ပါကလေးကလောက်ဆယ်နှစ်ကြောက်ပေါ်လာပြီလို့မလဲเนาะပြီးွားရင်โอเคဒီကောင်မလေးကဟိုမဟုတ်တာလှုပ်ရှားတာအဲအများအများရှိ အများကြီးတော့ကြောင်းကမရှင်းမရှင်းအဲ့လိုမျိုးဆိုတောင်းတောင်းယူဖို့ကအာပုံမှန်အပြိုလေးဆိုရင်တနည်းနဲ့ယူမှဆိုရင်ညီမလေးတို့ဆိုရင်ဒါ9နှစ်10နှစ်လောက်မှယူမယ်သူ့အကြောင်းပိုတိအောင်ဆို9နှစ်10နှစ်လောက်တွဲကြည့်မယ်အဲ့လိုမှယူမယ်ဒါယူမယ်ဆိုတော့ပြောရအောင်เนาะတော့တထေးရေမီဒန်လာလေး ထိဆုံးရောက်တဲ့ယောက်ျားညီမလေးကိုတကယ်ချစ်တဲ့ယောက်ညီမလေးကိုတကယ်ကြိုက်တဲ့ယောက်ျားလေးကအဲ့တော့အရန်ကူးဆိုင်ဆိုရင်အရင်ချင်းရှိတယ်ဆိုအဲ့ဒါကူးဆာပါမယ်အဲ့လိုကူးဆာဆိုညီမလေးကိုဒုက္ခရောက်ပြီဒုက္ခလွယ်လွယ်လေးဖြစ်ရမှာဟိုကိုကပါကင်ဆိုရင်ယောက်ျားလေးဘက်ကအရန် risk နေပါနေပါဘာမှတိတ်စဉ်းစားရမလို့သူနဲ့ကိုနဲ့တဘောတာချင်းတက်ဆိုင်လာကိုနေစားလာကိုစကားနာထားပါအဲ့ဒါပဲစဉ်းစားတယ်ဘူးအဲ့ဒါစဉ်းစားလို့အားလုံးအချက်တွေအေးပြေစုံပြီးဆိုရင်အိုး6လနဲ့လည်းယူမယ် စဉ်းစားမိတနှစ်နဲ့ယူမယ်တွေ့လားဘလောက်အရေးကြီးရဲ့ညီမလေးတို့ဒီဟာလေးတစ်ခုထိန်းသားလုံးနဲ့ယောက်ျားလေးဘက်ကစုံပြည့်ချအရန်လွယ်သွားညီမတို့မထိန်းသားဘူးဆိုရင်ညီမလေးတို့โอเคညီမတို့ပြောမှာပေါ့သူမကြက်ရင်တခြားတယောက်တွဲမယ်တွဲလေတော့တခြားတယောက်ထပ်ဒီအဲ့အောင်ဒီဥစားတွေပြီးလုံးမယ်โอเคတော့တယောက်ထပ်ပြောင်းမယ်ပြောင်းလေအဲ့တယောက်အရက်တောက်တယ်ဖဲချတယ်နော်တော့တယောက်ထပ်ပြောင်းညီမလေးကိုရိုက်တယ်မလုံးတော့တခြားစစ်တော့ ဒါကြောင့်ညီမတို့တကယ်ကြိုက်တဲ့ညီမတို့တကယ်စိတ်ထဲကချစ်တဲ့ယောက်ျားရတာညီမအဲ့ဟာကိုဂရုစိုက်မှဆိုညီမတို့မှာမရှိဘူးဆိုရင်ညီမတို့အတဲအရင်ကွယ်တာအဲ့ဒါကြောင့်အပြိုစင်ဘဝကိုလက်ထက်ယူပြီးရတဲ့ထိထိန်းတာမှာလက်ထက်ယူပြီးရလက်ထက်နဲ့မင်္ဂလာဦးညမှာပဲပြေးပါသားအဲ့ကြောင့်ပြောပါမယ်ညီမတို့တန်မှုမြင့်အောင်ယောက်ျားလေးစုံပြချက်ချရရန်လွယ်အောင်အဲ့ကြောင့်ပြောပြတာနော်ဆက်ပြီးတော့ကြည့်တခြားဘာကြောင့်ဈေးရတာသူ့အရန်တဘောကြပါလေနော် ပြီးပါရင်သူမာဘာလေးလိုအပ်ချက်တွေရှိတယ်ဆက်ကြည့်မယ်နောက်အကြောင်းလေးပြတ်လေးပြောတော့ရှိတာပေါ့ရှိတာပေါ့ဟိုး तू မမွေးခင်ကကိစ္စကြီးပြဿနာဖြစ်ခံရဟိုလွန်ခဲ့တော့2000နှစ်သူ2000တော့ကျွန်တော်တို့အနုပညာစားလုပ်တဲ့အချိန်ပေါ့အ तू က2006ဘွန်းအဲ့ဒါတော့အဲမကြမီဒါအဟာသူကနောက်ကြောင်းနေရှိတာပေါ့ပြော तू အနေရရေးစားပြီးပြောတာအဲ့ဒီကောင်မလေးမမွေးခင်တောင်မလေးတူတော်စစ်စမွေးရအဲ့ဒါ16နှစ်ပဲရှိ तू က40ကျော် 19နှစ်မရှိနေเนาะအဲ့တော့သူအရင်ရောယူစားရှိခဲ့သူတနေ့ဟာခုံယူစွာနဲ့ပြောတယ်ဒါယောက်ျားတပေါ်อ่ะเนาะ main grade ရှိမှာဒေါက်တာအနေနဲ့ပြောမှာဆိုမပြောတဲ့ကိုထင်တယ်เนาะဒါယောက်ျား channel ကိုတင်ပေးပါယောက်ျားလေးကိုမင်းကမပြောနဲ့เนาะအရင်ရောယူစားရှိတယ်ဒါပေမဲ့အခုလက်ရှိမှာတော့သူ့ဟာမျက်လုံးထဲမှာမြင်ရယ်အဲ့လိုပြောလိုက်အဲ့လိုပြောလိုက်ဆိုမင်းကသဘောကျတယ်ဒါပေမဲ့အဲ့လိုမျိုး ယောက်ျားလေးကကြွားပြောလို့လေညီမလေးကိုဘာမှစိတ်ခွက်စရာမလိုတာယောက်ျားတပါပါယောက်ျားအချင်းချင်းဆိုရင်အဲ့လိုပြောတယ်ဆိုတော့အားကမကြီးစားများရှိတယ်ကားတွေရှိတယ်နော် body တောင့်နေအဲ့အဲ့လိုအများကြီးကြွားတယ်ကြွားတယ်ဆိုပိုးရင်းနေယောက်ျားချင်းချင်းအဲ့တော့ယောက်ျားလေးကကြွားတာကြွားတတ်တယ်ဘာကြောင့်လဲဆိုတော့ယောက်ျားချင်းချင်းအဲ့လိုပိုးရင်းနေအောင်လုပ်တာမိန်းကလေးဆိုရင်ပိုးရင်းနေအောင်ဆိုစကားပြောရမလားယောက်ျားလေးကပစ္စည်းရဘာဘာပိုင်ဆိုင်မှုပြမယ်အဲကြီးစားရင်ရှိရပြမယ်အဲ့ဒါမျိုးပိုးရင်းနေစေတယောက်တယောက် တယောက်တော့မတူယောက်ျားနဲ့မိန်းမမတူနော်အဲ့တော့ဆက်ပြီးတော့ကြည့်မယ်လာလို့မှာပါမင်္ဂလာစင်းလာလို့မှာပါအဲ့ဒါပရိသတ်ယူရဲကြိုတင်တိပေးပါတယ်ဒါပေမဲ့ရအတိကြလေးမတိသေးလို့ပေါ့အကြိုင်နဲ့အကျိုးပြောပါမယ်အခုငေးကြီးမေး ။ဟိုသူ့အဲ့လောက်ငယ်မယ်လဲကျွန်တော်တကယ်မသိဘူး။တကယ်မသိဘူး။သူ့အရမောင်းနေဆိုတော့အရမသိဘူး။မသိပဲနဲ့အာကျွန်တော်ဟောအေးဟောကျေးဇူးပဲနော်ညီမလေးအစကားပြောနေအာနာမည်လေးသူကသူကနာမည်ကဟိုဟာယူလာလို့ပဲသူကသူ့နာမည်ပြောလိုက်တယ်။အဲ့နာမည်ကိုကျွန်တော်မှတ်လိုက်တာ။မပြေကြောင်တညတော့ Facebook မှာ share လား share လား share share အတိတော့ကျွန်တော်အဲ့ဒါငါပြန်လက်ခံပါမလားပေါ့အဲလက်ခံပြီးမှစကားအကြာကြီးစကားကြီးပြောရသေးတယ်။ဟာညာဒါမြန်မာပြည်ရောင်ချရင်းတပါဝါပါနော်အာ နာမည်လေးတွေ့တယ်တွေ့ပြီးတော့အဲ့လုံတယ်အာဒေါက်တာအနေနဲ့ပြောရမယ်ဆိုနိုင်ငံခြားမှာဆိုရင်ဒါ creepy ဖြစ်ရခေါ်တယ်စာရင်တွေ့တယ်တွေ့မိွားရင် face mount သွားအဲ့လိုဆိုနည်းနည်းထူးဆန်းတဲ့ယောက်ျားနော်စိုးရိမ်စရာကောင်းတဲ့ယောက်ျားနိုင်ငံခြားမှာဆိုရင်အဲ့လိုအထာမဟုတ်ဘူးနော်နိုင်ငံခြားမှာဒီမာလေးဆိုတတိထားနေမှာမျိုးဆို stalker တမုံဖြစ်နေမြန်မာပြည်မှာဒါတဘာဝပါ face mount သွားအဲ့လိုလေအမှပြောမဆိုရင်သူညီမလေးကိုသူစိတ်ဝင်စားတယ်โอเคညီမလေးခင်မို့ကောင်းတဲ့ညီမလေးပါပဲเนาะ Facebook ကိုပေးပါဆိုပြောเนาะ သူ့ဖုန်းမှာဖြစ်ကိုဖုန်းမှာဖြစ်ရိုက်ထည့်ခဲ့တယ်အဲ့တော့ပြီးပြီအချိန်ကြာကြီးရှာနေကြဖို့ဒါကြောင့်ကြာလေးတော်တော်များအဲ့လိုလုပ်ရမှာเนาะအဲ့အဲ့တော်တော်ယုံကြမြင်ပါပြီမှာအခုအနေနဲ့ဆိုရင်အဲ့လိုမလုပ်เนาะချင်းအာ Facebook ဖုန်းနဲ့ထည့်ထည့်ခဲ့ရမယ်ထည့်ခိုင်းပြီးပါရင်ခက်เนาะအချိန်ကုန်တတ်တာဘာကြောင့်လဲဆိုတော့တနေ့တနေ့တထောင်ရနေရောက်ကြတာအချိန်မရှိဘူးเนาะထေဆိုးရောက်နေရောက်ကြအချိန်မရှိဘူးအဲ့တော့ထေဆိုးရောက်နေရောက်ကြတာညီမလေးကိုပို့ပြီးပြုတ်မနေနေတဲ့ပြောပြောနေမယ် အဲဒီတော့ညီမလေးကိုဆုံးဖြတ်ချမှုသာတမိနစ်နှစ်မိနစ်ပဲချိန်ရတယ်။ဘာကြောင့်ညီမလေးကအချိန်စိတ်မဝင်စားတာတိတယ်ဆိုရင်မိန်းနာတထေးကြီးကအချိန်မပေးတော့သူ့ဟာသူအလုပ်သွားလုပ်မယ်သူ့ညီမချင်းလုပ်မယ်။ညီမလေးကိုမေ့မေ့ပါမယ်။တခြားကောင်မလေးကိုဟိုပဲခွေးပေးပေးမယ်။ဒါတဘာဝပဲ။အဲ့လိုလုံလောက်လို့ညီမလေးကိုတကယ်မချစ်အောင်မထင်နဲ့တော့။တကယ်မချစ်အောင်ဆိုရင်ဒါမေ့ထိတ်ဆုံးရောက်နေကြတဲ့ညီမချင်းအရန်ကြီးရဲ့အတွက်ကြောင့်သူ့ညီမချင်းရဲ့အဓိကအဲ့ဒါမှလည်း plan ချနေတာအကိုကနော်စံကြောဘဝတွေကနော်တေချ6ဘာလောက်ခုရပြီးတော့နော်ဘွဲ့ major တစ်ခုရပြီးတော့မကြိုးစားဘူးဆိုရင်ဒီလိုကဘာအသက်30နဲ့မီနန်တော့မဖြစ်ဘူးကဘာရဲ့ပတ်မနေတော့ဘူးနော်မီတာစုကိုနေရာတကာမှာကဘာအနှက်မှာလည်းမထားနိုင်ဘူးနော်ဘေးကင်းရဲ့နေရာတွေမပို့နိုင်ဘူးတနေရာမှာငင်းလှုပ်တယ်တနေရာမှာမီးလောင်တယ်တနေရာမှာစစ်ဖြစ်တယ်အဲ့ဒီနေရာဆွဲခုတ်ဆွဲခေါ်နိုင်တယ် မိသားစုအားလုံးအဲ့ဒါကြိုတင် plan လေးလုပ်ထားတဲ့ကြောင့်เนาะညံညံရဲအချိန်မှလာအရင်အချိန်ကုန်ခံပြီးကောင်းမလေးကိုအချိန်ပေးနေမှာဆိုရင်အဲ့လိုဒီလိုမျိုးဒုက္ခရောက်နေအချိန်ဆိုရင်မကယ်နိုင်ဘူးเนาะအဲ့ဒါကြောင့်ယောက်ျားလေးစူးစမ်းရဆိုတာညီမလေးကိုအကျိုးရှိအဲ့ဒီယောက်ျားလေးညီမအဲ့ယောက်ျားရဲ့ချစ်သူကြီးစာဖြစ်ပဲဆိုရင်ညီမရဲ့ဘဘဘာမှစိတ်ပူစာမလို့ဘယ်နေရာပဲရောက်နေပါစေဘယ်နေရာပဲတစ်ခွက်ရောက်နေပါစေကဲထုတ်ပို့စာလက်ဖြောက်တီးတယ်လို့ပဲအရင်အလွယ်တယ်အဲ့လိုမျိုးယောက်ျားတွေက ညီမတို့စိတ်မပေါအောင်ဆိုရင်ညီမတို့ကိုယ့်အကူလေးစားရတဲ့အတွက်ကြောင့် self respect ရှိရတဲ့အတွက်ကြောင့်ညီမတို့ကိုယူဆရမှာမဟုတ်အဲရောတေချာကိုဘလို့ယောက်ျားမျိုးညူညူကျဲဆိုတာအစတဲ့စဉ်းစားဆုံးဖြတ်တာယောက်ျားလေးထဲတောင်းတောင်းမယ်တောင်းရရှင်ကြရင်ကြိုက်လို့ဆိုရင်ပေးတာဒါမှမဖြစ်ဘာမှမဖြစ်ဘူးเนาะသူခေါ်ထုတ်တဲ့ coffee gain coffee တော့တောက်မယ်ဆိုရယ်လေးလာအနေနဲ့တော့တောက်လက်နူရီရှိတာပဲအများကြီးရှိတာပဲဟုတ်တယ်မှာ အာစိတ်ဝင်စားစကားပြောကြည့်ရဆိုဆက်ပြီးဆက်ပြီးရှေ့တူပေါ့เนาะအချိန်အောင်ကုန်တက်တာနေတယ်မူမနေရဲ့เนาะအရင်အရင်ခေတ်ကတော့၃နှစ်၄နှစ်၅နှစ်မူနေရဲ့အပြိုးကြီးဖြစ်ဖို့ကေပုံများတယ်ခေအဲ့တော့ဆက်ကြည့်မယ်သူပြောอยู่မှာအဲ့တော့ဘယ်လောက်ဘယ်လောက်ပေါ်နိုင်သားရပေပြောအကြိုက်ပဲလေတော်တော်လည်းပြောလာအမ်အဲ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 ကျကြလေအခုမင်း စကားတွေစကားတွေတော့အကြာကြီးပြောလိုက်ရတယ်။ညာဒါတဘာဘာမင်းကြီးရယောက်ျားလေးကိုတိအောင်စကားတွေကပြောကြည့်အောင်ဒါမင်းကြီးတဘာဘာယောက်ျားလေးကရုပ်လေးကြည့်တာနဲ့စိတ်ဝင်စားသွားတာနဲ့ချစ်သွားယောက်ျားလေးကြောင့်ညီမလေးကိုစားတူတွေကြောင့်အမှတ်တရပေးထားတယ်ဒီမှာတော့ကြိုက်ကြိုက်ရလို့ကြောင့်သူ Facebook မှာချိန်ကုန်ခံပြီးတော့ရှာပြီးတော့အန်တုံတာပေါ့အမှတ်တရဒါပေမဲ့နောက်ဘက်ကျတဖေးကြည့်ကြည့်ဒီကောင်မလေးကယောက်ျားလေးရီးစား၁၀ယောက်ရှိခဲ့မယ်အပြုံမစစ်ဘူး နော်အသက်30ကျော်ဆိုရင်ကြိုက်မလားဘယ်ကြိုက်မလဲနော်အစိုးဆိုအပြူမစစ်ရေးစား10ရောက်ကြောင်ကြား10ရောက်နဲ့အိတ်ထားတယ်အာသွားပြီ तू ဘယ်လောက်ချမ်းသာချမ်းသာဘယ်လောက်ချောချောမယူဘူးနော်တွဲရဲတွဲမယ်โอเคနောက်နှစ်နှစ်နှစ်၃နှစ်တော့တွဲလိုက်မယ်တွဲသွားရင်နောက်တစ်ယောက်ထိုက်ရှာအောင်မယ်အာအဲ့လိုဖြစ်တော့မှာအရေးကြီးတော့ယောက်ျားလေးရဲ့ပါးစပ်အဲ့လိုပေါ်တင်ပြောအောင်မဟုတ်နော်ကိုကဒေါက်တာမျိုးအချစ်ဆရာမျိုးပေါ့ဒါညီမာရိုးအတွက်အကောင်းဆုံးပြောပြတယ်အကောင်းဆုံးပြောယောက်ျားလေးဘယ်လိုစဉ်းစားရနေလဲ နော်အဲ့လိုမျိုးယောက်ျားတွေအကြောင်းပုံတိချင်ဒီ channel subscribe လုပ်လာပါအဲ့ဒါကြောင့်အရန်ရေးကြည့် तू อ่ะโอเคအပြိုစစ်စစ်ဟုတ်တယ်အသက်30ကျော်ွားမှဆိုရင်တော့အာဟွန်း तू တွားပြီးတော့အဲ့လောက်ထိ effort ထုတ်ချင်မှာထုတ်မှာအဲ့လိုမျိုးတရားဝင်ပြပြရှူရင်ဂျွန်းထုတ်မယ်လို့ပါဂျွန်းထုတ်ကြည့်စေပေါ့လေဖြစ်ချင်မှာဖြစ်မှာနော် तू อ่ะစက်ကျော်တက်လေးစက်ကျော်တက်လေးဩနူးနူးထုတ်ထုတ်လေးအပြိုစင်းလေးရထားဟုတ် နော်ပြုစေးရတာဆိုပျော်ပါပေါ့ယောက်ျားလေးဒါဘာလို့ဆိုအဲ့လိုမဲ့တာမန်ယောက်ျားလေးအတွက်ဆိုရင်ဒါတော်တော်ကံကောင်းနေယောက်ျားလေးလိခိမှာလေနော်အဲ့ဟာညီမလေးကိုစဉ်းစားကိုယ့်အောင်တန်ဖိုးတက်အောင်ယောက်ျားလေးကိုကိုယ့်ကိုတကယ်ချစ်တဲ့ယောက်ျားလေးကိုကံကောင်းဆုံးယောက်ျားလေးဖြစ်အောင်လုပ်ဖို့ဆိုတာညီမလေးကိုပါတာဝန်ရှိပါတယ်ယောက်ျားလေးကဘာတာဝန်ရှိရဆိုရင်စူးစမ်းပြီးတော့အမြဲတမ်းစိတ်နဲ့မတောင်းဖို့အရင်မတောင်းဖို့လောင်းစားမလုပ်ဖို့နော်ဖဲမချဖို့ မိသားစုကာကွယ်နိုင်ဖို့ပတ်စံကိုများများရှာဖို့အတွက်ရည်ချင်းရှိဖို့အတွက်ပညာရှိဖို့အတွက်စီးပိုးဖို့အတွက်တာဝန်ရှိတယ်အဲ့လိုတာဝန်တည်တတ်တဲ့ယောက်ျားလေးတွေညီမလေးတို့တွေ့ရခါကျရင်ညီမလေးတို့မှာညီမလေးတို့ထိန်းတဲ့ရမတာဝန်မရှိဘူးဆိုရင်ညီမလေးတို့ပြစ်သွားမှာလုံးဝကျိန်းနေပါလေမပြစ်တဲ့ယောက်ျားဆိုတာတန်မှုမရှိတဲ့ယောက်ျားပါဒီလိုအချက်နဲ့ပတ်သက်တဲ့ပညာပူတတ်ခြင်းဆိုရင် Love Dr. Rich American အချက်ဆရာကို YouTube channel တွေတော့ပါပြီး playlist မှာတွားပြီးတော့ကြည့်ရပါလေ အာအချစ်ညာညီမလေးကိုဘဝကိုလုံးဝလက်ဖြောက်တီးလို့ပြောင်းသွားစေနိုင်မှာအဲအားကြောင့်ဒေါက်တာနဲ့တိုင်ပင်ခြင်းဆိုရင် YouTube video နောက်ဆုံး YouTube video တော့တွားပြီးကောင်းမှမှာရှိရင်ဒေါက်တာနဲ့အချစ်ကြောင့်ဆွေးနွေးတိုင်ပင်ရနော်ယောက်ျားလေးကောင်းရွေးဖို့အခုညီလိုရဆိုတော့ပြောရတယ်ညီမလေးကိုထိတ်ဆုံးရောက်နေယောက်ျားတော်ယောက်ျားကောင်းယောက်ျားမြတ်ရအောင်ဘယ်လိုရှားမလဲဆိုတော့အခုဒီလိုချင်းပြောရတယ်နော် link တွေ description မှာရှိပါတယ်ဒါလေး click နှဲ့တော့ရပါတယ် question ရှိရဆိုကွန်မန့်မှာရေးထားပါ မင်းသားစေရတဲ့ပလေးသက်ဘယ်သူရှိပါတည်းလဲအောက်မှာရေးထားတယ်ပါ share လုပ်ထားပါ subscribe လုပ်ထားပါ